ကချင်ပြည်နယ်ဖက်ကတ်မြို့နယ်ထဲကိုစစ်ကောင်စီတပ်စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက်အရက်သားတွေရဲ့ရုပ်အလောင်းတွေကိုစက်တိုက်တွေးနေရတယ်လို့ရွာခန့်တွေကပြောပါတယ်။စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီးနောက်ဇွန်လ12ရက်နေ့ကစပြီး9ရက်အတွင်းရုပ်အလောင်း12လောင်းတွေ့ရှိခဲ့ကရုပ်အလောင်း9လောင်းကတော့လက်သေးမပေါ်သေးဘူးလို့ဆိုပါတယ်။ ဖက်ကမြို့နယ်မိုးစီစာကျေးရွာအုပ်စုတောင်ရကုန်းကျေးရွာကဒေသခံ9ဦးကိုတော့စစ်ကောင်စီစစ်ကြောင်းကပစ်တက်ကရေတွင်းနဲ့အမိုက်ပုံးထဲမှာပစ်ထားခဲ့ရလို့ရွာခံတွေကအေယာဝတီကိုပြောပါတယ်။လေးယောက်လေးယောက်ကိုကရေတွင်းနဲ့ရေတွင်းသားမှတွေ့ရရေတွင်းရေတွင်းထဲမှာပေါ့နော်ရေတွင်းထဲမှာကောင်းကိုပစ်တက်ပြီးတော့ရေတွင်းထဲမှာခဲရီနဲ့ဖြီးပြီးတော့ထားခဲ့တာကျန်တဲ့နှလောင်းကအပြင်မှာမျက်စိကို ပြစ်ပြီးထားခဲ့တာနှလောင်းကကြတော့ ခေါင်းပစ်ထားပြီးမှအမိုက်ပုံထဲမှာထထားဟုတ်တယ်အကုန်လုံးအကုန်လုံးတနတ်ထန်ရတယ်ပဲကောင်ရကုန်းချင်းရွာမှာပြစ်သက်ခံရတဲ့ပြည်သူတွေဟာအသက်20ဝန်းကျင်အရွယ်အမျိုးသားတွေဖြစ်ပြီးတာယာကုန်းကျေးရွာနဲ့မုံစည်းစာကျေးရွာမှာနေရဲ့ပြည်သူတွေဖြစ်တယ်လို့ရွာခံတွေကဆိုပါတယ်။တောင်ယာကုန်းမှာတတ်ခံရတဲ့ရုပ်အလောင်းတွေကိုလူမှုကူညီရေးအဖွဲ့ကဇွန်လ23ရက်နေ့နဲ့ဇွန်လ25ရက်နေ့မှာတွေ့ရှိခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ ါအပြင်ဇွန်လ12ရက်နေ့ကလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်ဆွဲထားတဲ့မော်စီစာဖျားကုန်းအနီးဖက်ကတ်မော်စီစာလမ်းဆောင်မှာတနတ်တန်ရိုင်းနဲ့အမျိုးသား၃ဦးတေဆုံးခဲ့ရလို့ရွာခန့်တွေကပြောပါတယ်စစ်ကောင်စီတပ်ခဖက်ကတ်မျိုးနယ်ကိုဧပြီလ24ရက်နေ့ကစတင်ပြီးကာမန်ဖက်ကတ်လမ်းအတိုင်းစစ်ကြောင်းထိုးလာကမေလ28ရက်နေ့မှာတော့ဖက်ကတ်မျိုးနယ်လုံခင်းကျေးရွာကိုဝင်ရောက်တပ်ဆွဲခဲ့တာဖြစ်ပါတယ်အဲ့တော့ဝင်ချင်မှာသူတို့လှုပ်ရှားတာတွေ့ရပါတယ် အဲတုံးပါတယ်သူတို့လည်း drone တွေတုံးတယ်လည်းညချင်းတွေပဲတုံးတယ်။ဟိုအဲလိုဖြစ်တဲ့နေရာမှာတမကူပါနဲ့လည်းညချင်းတွေပြစ်တာတွေရှိတယ်။နောက်ဒုံးနဲ့ပြစ်တာတွေရှိတယ်။မော်စီစာနဲ့လုံခင်းကျေးရွာရှိကြောက်စိမ့်မော်တွေနဲ့ကျေးရွာတွေထဲဝင်ရောက်ပြီးစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကချင်လူမျိုးရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်လို့တိုက်ပွဲတွေလည်းနေ့တိုင်းလိုလိုရှိနေရဖြစ်ပါတယ်။ ဇွန်လ16ရက်နေ့မှာလဲအောက်မော်လို့ဒေတာအခေါ်ရှိတဲ့မိုဝမ်းလေးမိုဝမ်းကြီးကျေးရွာကိုတက်လာဆွဲတဲ့စစ်ကြောင်းနဲ့ KNA ပူးပေါင်းတပ်တွေအကြမ်းတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။